တချို့ကပြောတယ်စတတ်လို့ရှိရင်စာခန်းနေလို့တရားဘူးတရားမြတ်မရဘူးလို့ပြောတယ်ရှင်အာနန္ဒာလောက်စတတ်တဲ့ပုဂ္ဂိုလ်ရှိဦးမလားမရှိဘူးစတတ်လို့ရှိရင်စဉ်းစားတတ်တယ်စာကမခံပါဘူးစတတ်ရင်စဉ်းစားတတ်တယ်ရှင်အာနန္ဒာကစဉ်းစားလိုက်တယ်ငါဘာလို့တရားဘူးတရားမြတ်မရတာတော့မနဲ့လဲတကောင်ကြော်သွားပြီမနဲ့လင်းဖို့လဲနီးလာပြီဩ ဘာစိတ်အားတွေတအားများပြီးတော့ဝိရိယတွေကလွန်ကဲနေလို့တမာတိကညော်နေနေလို့ဒီလိုဖြစ်နေတာလူတွေဟာစိတ်အားတွေတအားမြင့်နေလို့ရှင်လည်းပဲချိန်သားမခိုက်ဘူးတရားစစ်မီးလို့ပဲတိတ်မြင့်သွားလို့အိုးဝါဖြစ်လို့ရှင်လည်းပြတ်သွားတတ်တယ်ဟုတ်ကဲ့တိတ်ရော့နေလို့ရှင်လည်းပဲမလင်းတတ်ဘူးပေါ့အဲ့ဒီတိုင်းပဲ तू ကချိန်သားကြိုက်မှာအဲ့ဒါကိုရှန္ဒနာကသိတယ် ဝိရိယတွေသိလွန်ကဲနေလို့ရှိရင်ဥဒိစ္စတွေဖြစ်တယ်တမာတိတွေယောနေနေတယ်အဲ့တော့ဝိရိယကိုနည်းနည်းလျှော့ပြီးဥမှဖြစ်မယ်ဆိုပြီးစဉ္ညာလျှော့တရားအထုတ်ရင်းကနေပြီးတော့ခိတ္တခဏအနာယူမယ်ဆိုပြီးတော့အိယာညောင်ဆောင်ပေါ်မှာလှဲဖို့ရတင်မလွဲလေးထိုင်လိုက်တယ်ထိုင်ပြီးတဲ့အခါမှာစောင်းပြီးတော့အိတ်လိုက်တာခြေတော်ကလည်းပဲကျန်းကအကြွ ခေါင်းကလည်းပဲခေါင်းအုံးပေါ်မရောက်ခင်ကလေးအဲ့ဒီစကြလေးမှာယန္နာဖြစ်သွားတယ်ရှင်အန္တနာယမ်းမြန်လာဖြစ်ကုန်ကအမတန်ထူးဆန်းတယ်နော်ခေါင်းကလည်းခေါင်းအုံးနဲ့မထိသေးဘူးခြေထောက်ကလည်းကျမ်းပေါ်ကအကြအကြွလေးကိုယ့်အကိုစမ်းကြည့်ပေါ်အိမ်ရောက်တဲ့အခါမှာနော်အဲ့ရပေါ်မှာထိုင်ပြီးတဲ့အခါလက်အိတ်တဲ့ပုံသဏ္ဍာန်လေးလှုပ်ကြည့်ပေါ် အဲ့ဒီစัจ जा လေးမှာရှန္ဒရာတော့ယဟန္တာဖြစ်သွားတယ်ကိုယ့်ကိုယ်တော့ယဟန္တာဖြစ်မယ်မဖြစ်ဘူးတော့မသိနိုင်ဘူးပေါ့နော်အဲ့ဒီအချိန်လေးမှာတတိမလွတ်ဘူးထိုင်လိုက်တဲ့အချိန်မှာကြည့်ဘာတွေနှလုံးသွင်းနေမလဲအိယာနဲ့တင်ပစုံနဲ့ထိတဲ့အချိန်မှာခုနကပြောမှာပေါ့ကာယပတာရရဲ့ခုဋ္ဌပါယုံရဲ့ကာဝိညာဉ်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒီတရား၅မျိုးတတိထားမှာပေါ့နော် အဲ့လိုရှိမှရင်ကနေပြီးတော့ရှန္ဒနာမထေမြတ်ခေါင်းကလည်းခေါင်းနဲ့မထိမထိသေးခင်ခြေထောက်ကလည်းအောက်ကအကြွလိုက်လေးမှာဂျာနာဖြစ်သွားပါလေဒါရှန္ဒနာယဟနာဖြစ်သွားတယ်အဲ့ဒီတတ်တော်80ပြည့်ပြီဘုရားပြိနိဗ္ဗာန်စံလို့၃လကျော်တဲ့အခါမှာယဟနာဖြစ်တယ်အေရှန္ဒနာမထေမြတ်တတ်တော် 120တိအောင်အသက်ရှိတယ်။သာသနာတော်ရဲ့အကျိုးမြတ်စွာဘုရားဟောပြတဲ့ဓမ္မရဲ့တောင်းဝန်တွေကိုစွန်းစွန်းတမန်ထမ်းဆောင်သွားတဲ့ရှင်အနန္ဒမထေရ။နောက်ဆုံးကြတော့ကောတိဂာမလို့ဆိုတဲ့နေရာရောဟိနီမြစ်ကမ်းခြေမှာရှိတဲ့နေရာမှာမြေကမ်းနှစ်ဖက်မှာဟိုဘက်ကရွာတရွာဒီဘက်ကရွာတရွာရှိတယ်။အဲ့ဒီနှစ်ရွာကရှင်အနန္ဒကို ဝကြည်ဝငယ်ပြုပြီးတော့ရှာနန္ဒာကိုအမြဲတမ်းပြုစုကြတဲ့ယောက်နောက်ဆုံးတက်တော့120ပြည့်တဲ့အခါမှာအရှိဘကံကလူတွေကလည်းဟိုဘကံကလူတွေကလည်းသူတို့သူတို့ယွာသူတို့ဘက်မှာပဲပြိဋိဘံဆံမှာဒီဘက်ကံကလူတွေကလည်းဒီဘက်ကံမှာပြိဋိဘံဆံမှာလို့ဆိုတော့ရှာနန္ဒာကဒကာရကမတွေကနှစ်ဖက်စလုံးယဉ်နေတဲ့ဒကာရကမတွေဖြစ်တော့ဟိုဘက်လည်းပြိဋိဘံဆံမှုခက်ဒီဘက်လည်းပြိဋိဘံဆံမှုခက်တော့ ကောင်းကင်ကမြစ်အလဲကောင်ကောင်းကင်ပေါ်မှာရှန္ဒနာမထေမြတ်ရိနိဗ္ဗာန်ဆန်။ရိနိဗ္ဗာန်ဆန်ရင်ကြည့်ဉာဏ်နာဖြစ်တာလဲထူးဆန်းတယ်ရိနိဗ္ဗာန်ဆန်တာလည်းပဲကောင်းကင်မှာရိနိဗ္ဗာန်ဆန်တာနော်။ကောင်းကင်မှာရိနိဗ္ဗာန်ဆန်ပြီးတော့ကောင်းကင်မှာပဲခန္ဓာကိုယ်ကမိတော့တွေထပြီးတော့တောက်တယ်။တောက်ပြီးတော့မိလောင်ကျွမ်းသွားပြီးတော့အယိုးဓာတ်တွေဟာကိုယ်ဘက်တစ်ချမ်းဒီဘက်တစ်ချမ်းကြတယ်တဲ့။ ကိုယ်ပဲရွာတစုဒီပဲရွာတစုကြဒါဟာရှန္ဒနာမထေမြတ်ရဲ့ဝိပဿနာတရားနဲ့သူ့ဘဝအဆုံးသတ်သွားပုံကဒီတိုင်းပဲအေးဒါကြောင့်ဟိုတရားချစ်ခင်သူတော်စင်ပြိသက်တို့ဒီရှန္ဒနာမထေမြတ်နဲ့ရှန္ဒနာမထေမြတ်ပွားများအထုတ်သွားတဲ့ကမ္မထံတရားဆိုတာတခြားမဟုတ်ဘူးဟောဒီယုံဝေဒနာတင်ညာသင်္ခါရဝิญဉ်ဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာရှုမှတ်ပြီးတော့ တရားဓမ္မရသွားတာဖြစ်တယ်။မြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းဒွါရ6ပါးအာယုံ6ပါးဝိညာဉ်6ပါးဖတ်တာ6ပါးဝေဒနာ6ပါးဆိုတဲ့ဆက်သွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒီသဘာဝတရားတွေကိုရှုမှတ်ရင်ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့ကိလေသာအတော်တွေကုန်ခန်းတဲ့ဉာဏ်နာဖြစ်သူရောက်သွားတယ်ဆိုတာကိုသိရှိကြည်ညိုပြီးမိမိတို့လည်း ဝိပဿနာတရားအားထုတ်လို့ရှိရင်ဒီရှိမဖွယ်ရအာယုန်နေနဲ့ပဲတရားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်ငါသဘောကျပြီးတော့ရှင်အနန္ဒမထေရကဲ့သို့တရားသူတရားမြတ်ရအောင်ကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း